ကိုင်းတိုင်းကမ်းမလူမျိုးနယ်အာထကတရှိကျောင်းဆရာကြီးဟာအယံမူပြီးသွေးသစ္စာတခြင်းအော်ဆိုရာကြောင့်စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းမေလ28ရက်နေ့ကသွေးသစ္စာတခြင်းအော်ဆိုခဲ့တဲ့ကျောင်းဆရာကြီးအပါအဝင်၃ကိုနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့ကျောင်းတွင်းဝင်ရောက်ဖမ်းဆီးသွားတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများဖွဲ့စည်းကသိရပါဗျ။ ဖန်ဝင်အရင်လာထိုးခိုင်းတယ်ပြီးနောက်ပုံမှန်တက်ပြီးထက်လာဖန်သွားတာ KTB ကအပြန်မျိုးပေါ်လန်းတခြားအော်ဆိုလာတာလို့ကမ်ပလူဒေတာကန်က ERI Times ကိုပြောပါရယ်စစ်ကောင်စီဟာကျောင်းဆရာကြီးဦးမုံထွန်းအထက်တန်းမြဆင်ရဦးစိုးသိန်းနဲ့ကျောင်းဆောင်ဦးညွန့်ဝင်းတို့ကို ကမ်ပလူအာထကတဲ့ကျောင်းဝန်အတွင်ဝင်ရောက်ဖမ်းဆီးခဲ့တာပါ ဖန်စီခံရသူ၃ဟာမေလ20ရက်နေ့က KTV ကအပြန်ဆိုင်ကယ်စီးရင်မြို့ပေါ်လမ်းတစ်လျှောက်သွေးသင့်စာတခြင်းအော်ဆူခဲ့တာကြောင့်ကျောင်းတွင်းနေထိုင်တဲ့ပြူစောထီတွေကတိုင်တန်းခြင်းဖြစ်တယ်လို့သိရပါဗျ။ပြူစောထီတွေရဲ့တိုင်တန်းချက်အရတခြင်းအော်ဆူတဲ့နေ့မှာစေကောင်စီတပ်ဖွဲ့ဝင်တွေကျောင်းတွင်းရောက်ရှိလာပြီးကျောင်းအုပ်ကြီးအပါဝင်၃ကိုခံဝင်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့သိရပါဗျ။ ခံဝင်ထိုးခိုင်းပြီးနောက်မေလ29ရက်နေ့မှာဝင်းရောက်ဖမ်းဆီးပြီးနိုင်ငံတော်အကြီးညိုပြည့်စုံမှုနဲ့တရားစွဲဆိုသွားဖို့ရှိတယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူကြောင်းဆရာကြီးနဲ့အဖွဲ့ကဥဝတဝရဲ့အမိန့်နဲ့ပြန်လွတ်ပေးမယ်လို့ပြောပေမဲ့လည်းဖမ်းဆီးခံရသူ၃ဦးမှာပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ဒေသခံတွေစီကသိရပါဗျရှင်။